အားလုံးမင်္ဂလာပါယနေ့ကျွန်တော်ဒေါင်းထောင်းမှာရောက်နေတာဖြစ်တယ်ကျွန်တော်တို့မြို့ရဲ့ဒေါင်းထောင်းကဒီမှာကျွန်တော်ပြမယ်နော်ဒီမှာမြူတွေအကုန်လုံးစိုင်းနေတယ်ဒီဘက်မှာရေကန်လည်းရှိတယ်နော်မမြင်ရဘူးဖြစ်နေတယ်ဆိုတော့ဒီမှာကျွန်တော်တို့မြို့ရဲ့အလလေးဖြစ်တယ်တိတ်မမြင်ရဘူးပေါ့နော်ဟုတ်ပါမြူတွေစိုင်းနေတယ်ဆိုတော့ဒါလေးဖြစ်ပါတယ်နှုတ်ကပတ်တော်အဖြစ်နေခွန်အားပေးချင်ပါတယ်တစ်ပေခိုင်းခြေတစ်ခန့်ငယ်ဆက်ခွန်မှာ လူမျက်နာကိုမငဲတဲ့ခတ်သိန်းတော်လူတို့ရဲ့အချစ်ကိုအချစ်အတိုင်းစင်တော်မူတော်ခမဲတော်ဖရာကိုတင်းတို့ဆုတောင်းကိုးကွယ်နေလင်တဲ့အဲ့ဒီဖြစ်စဉ်ကာလပတ်လုံးတဲ့ကြောက်ရွံ့တော်စိတ်နဲ့ကြင်နေကြလောတဲ့နောက်ကပတ်တော်မှာဖော်ပြထားပါတယ်ဆိုတော့အာဘိချင်တာကကျွန်တော်တို့ရဲ့အာ လောကမှာကျွန်တော်အသက်ရှင်တဲ့အချိန်မှာ ကျွန်တော်ရဲ့အခန်းကဏ္ဍကဘာလဲဆိုတဲ့အဟာကိုကျွန်တော်အနည်းငယ်အားပေးချင်ပါတယ်။ဆိုတော့ကျွန်တော်တို့ကလောကမှာအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့အခန်းကဏ္ဍတွေကဘာတွေလဲ။အဲ့ဒါကိုကျွန်တော်တို့ကကကနန္နတိသွားတဲ့အချိန်မှာကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့အဟာကိုကျွန်တော်တို့ကပိုသဘောပေါက်လာလိမ့်မယ်။ဆိုတော့ကျမ်းစာမှာကျွန်တော်တို့ကအဲ့ဒီဖြစ်စဉ်ကာလပတ်လုံးတဲ့ကြောက်ရွံ့သောစိတ်နဲ့ကြင့်နေကြလောတဲ့။ယေရှုခရစ်တော်ကိုကျွန်တော်တို့ ကေဒင်ပိုင်ရှင်ပြည့်လက်ခံယုံကြည်တော်ယုံကြည်သူတယောက်ရဲ့အတ္တတဲမှာကျွန်တော်ရဲ့အာရိုးကလောကမှာအသက်ရှင်နေတဲ့ကာလကကျွန်တော်တို့ကဘာကိုလှုပ်ရမလဲဆိုတဲ့အရာကိုကျွန်တော်နားလည်ဖို့အတွက်ဖြစ်တယ်။ဖခင်ကကျွန်တော်တို့လောကမှာဧတေအဖြစ်ထပ်ထားတယ်တဲ့ဧတေအဖြစ်ဖြစ်ထားတယ်။ဆိုတော့ကျွန်တော်တို့ကဖခင်ကိုယုံကြည်တဲ့အချိန်မှာကျွန်တော်တို့ကဒီနိုင်ငံနေမှာကိုဒီ ကဘာကြီးထဲမှာကိုကျွန်တော်တို့က temporary ယာယီအသက်ရှင်တာဖြစ်တယ်ဆိုတော့အရာကိုကျွန်တော်တို့အားလုံးကတိထားပါတယ်နော်တိထားပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်အာနားလေတဘောပေါက်ဘူးတဲ့ခွန်အားပေးချင်ပါတယ်နော်နားလေတဘောပေါက်ဘူးတဲ့ဒါကျွန်တော်တို့ရဲ့မြို့ဖြစ်တယ်နော်ကျွန်တော်တို့မြို့ဖြစ်တယ်အဲ့တော့ကျမ်းစာမှာကျမ်းစာမှာကျွန်တော်တို့ ခုနပြောသွားတဲ့အတိုင်းပဲဘာတွေ့ရလဲဆိုတော့ဥမာဆိုပါစို့ကျွန်တော်တို့ဒီ American နိုင်ငံရဲ့ဒီ ambassador တွေရှိတယ်တာအမတ်ပေါ့တာအမတ်တွေကမြန်မာပြည်မှာလည်းရှိတယ်ဂျန်နဲ့နိုင်ငံတွေမှာ American နိုင်ငံရဲ့ကိုစားပြုတာအမတ်အဖြစ်သူတို့ကတွားပြီးမှတွားနေရတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံမှာသူတို့က temporary နေရတယ်သူတို့က resident မဟုတ်ဘူးသူတို့ကအဲ့ဒီနိုင်ငံရဲ့တာ အဲ့ဒီနိုင်ငံဒီအဲ့ဒီနိုင်ငံသူသားတွေမဟုတ်ဘူးပြောချင်တာကဆိုတော့သူတို့က temporary resident နဲ့ပြည်သူတို့ကနေရတယ်ဆိုတော့သူတို့ကအချိန်တိုင်းသူတို့ဒီနိုင်ငံကိုပြန်လာရတယ်ဒီနိုင်ငံမှာသူတို့ကအမေရိကန်နိုင်ငံမှာသူတို့အိမ်ကြီးပြီးသားစုတွေသူတို့နေတယ်ဆိုတော့သူတို့ကဒီနိုင်ငံရဲ့ကိုစားအပြုအနေဖြင့်တန်အမတ်ဖြစ်အဲ့ဒီနိုင်ငံတွေသူတို့ကြတဲ့တာဝန်တွေထမ်းပြီးမှအဲ့ဒီနိုင်ငံမှာတွားနေရတယ်သူတို့နေတဲ့နိုင်ငံ တားလည်းမဟုတ်တော့ဘူးသူတို့ကအဲ့ဒီအမေရိကန်နိုင်ငံရဲ့ကိုစားပြုတဲ့တအမှတ်တွေဖြစ်တယ်ဒါလေးကိုကျွန်တော်တို့နားလေတယ်ဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေကလည်းကျွန်တော်တို့ကကျွန်တော်တို့ဖျားသခင်ရဲ့နိုင်ငံတော်ရဲ့ကိုစားပြုတအမှတ်တွေဖြစ်တယ်ဆိုတဲ့အရာကိုနားလေဖို့တက်ဖြစ်တယ်အဲ့တော့လောကမှာကျွန်တော်တို့အသက်ရှင်စဉ်ကာလမှာကျွန်တော်တို့ကကောင်းကင်နိုင်ငံရဲ့တအမှတ်တွေဖြစ်တယ်ဆိုတဲ့အရာကိုအားပေးခြင်းတယ်နော်ကောင်းကင်နိုင်ငံရဲ့တအမှတ်တွေဖြစ်ကြတယ်ကျွန်တော်တို့က ဒီလောကမှာ temporary နေရတယ်ကျွန်တော်တို့ရဲ့အိမ်ကကောင်းကင်နိုင်ငံဖြစ်တယ်နော်ခြောက်ရနေရမယ့်အိမ်ကကောင်းကင်နိုင်ငံဖြစ်တယ်ဆိုတော့ဒီလောကမှာကျွန်တော်တို့ကခဏတာအသက်ရှင်တဲ့အချိန်မှာကျွန်တော်တို့ကအာကိုယ့်ရဲ့ role ကိုကိုကနားလေရမယ်ကျွန်တော်ဘာကြောက်မို့လောကမှာအသက်ရှင်ရတယ်ဆိုတော့ကိုကိုနားလေတဲ့ချိန်ကစပြီးတော့ကိုဘာလုပ်ရမလဲဆိုတော့ကိုသဘောပေါက်လာလိမ့်မယ် ဒါဆိုရင်ဖရာသားသမီးတွေကလောကထဲမှာကျွန်တော်တို့ခဏလေးဖရာကကျွန်တော်တို့တန်အမတ်အဖြစ်ထားထားတဲ့ချိန်ဘာလုပ်ခိုင်းတယ်လဲဆိုရင် good news ဆိုတဲ့ဖရာကရင်အေဝင်ဂေလိတည်င်းစကားကိုကိုကြတဲ့ကိုနေတဲ့နိုင်ငံတွေမှာကိုကပြောဖို့အတွက်ကျွန်တော်တို့ရဲ့ role ဖြစ်တယ်ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်အဲ့ဒါကဖရာသခင်ရဲ့ first priority assignment တစ်ခုဖြစ်တယ်အင်စာလေးဖြစ်တယ်เนาะယုံကြည်သူများအတွက်ဒါကိုအားပေးချင်ပါတယ် ဆိုတော့ကျွန်တော်တို့ရဲ့အင်စာကိုကျွန်တော်တို့လုတ်ဖို့တော့အရေးကြီးပါတယ်။ဒါကြောင့်မို့လောကမှာကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အချိန်မှာ temporary အသက်ရှင်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ကျွန်တော်ကအေးသေးအဖြစ်ခဏတာအသက်ရှင်တဲ့အချိန်မှာခမဲတော်ခိုင်းထားတဲ့ဘုရားသခင်ခိုင်းထားတဲ့လူတွေဖြစ်တယ်။အဲ့ဒီလူတွေရဲ့အလုတ်ကအေးဝင်ကယ်လီကိုဝင်းကဖို့အတွက်ဖြစ်တယ်ဆိုတော့အရာကိုအာအပေးချင်ပါတယ်။ကျွန်တော်တို့ကိုနိုင်ကဘုရားသခင်အားလို့ဆိုတာကျွန်တော်တို့ကဘုရားသခင်ရဲ့ အာနစ်တက်တဲ့ရစ်ဖြစ်ဖို့အတွက်အသက်ရှင်တော့ရစ်ဖြစ်ဖို့အတွက်အရန်ကိုရေးကြည့်ပါတယ်ဆိုရရကိုအားပေးချင်ပါတယ်။ဒါကြောင့်မို့ယနေ့ကျွန်တော်တို့ခွန်အားပေးချင်တဲ့အရာကတော့ဘုရားသခင်ကကျွန်တော်တို့ကိုဘာကြောင့်မို့လောကမှာအာအသက်ရှင်ခိုင်းတယ်လဲဆိုတော့ကိုယ်သဘောပေါက်သွားတဲ့အချိန်ကိုဘာလုပ်စရာလိုလဲဆိုတဲ့အရာကိုကျွန်တော်တို့ရဲ့ဘုရားပေးထားတဲ့ assignment ကိုသဘောပေါက်ပြီးမှ set လုပ်ဖို့တော့လိုအပ်တယ်ဆိုရရကိုအားပေးချင်ပါတယ်။ဘုရားခင်ကောင်းချီးပေးပါစေ God bless you all ဒါတော့ မီဇူရီမြစ်ဖြစ်တယ်နော်ဒီမှာမီဇူရီမြစ်ဖြစ်တယ်နော်ဒီမှာဆိုရင်တော့ညညပက်ရောက်ရောင်စုံပန်းလေးရောင်စုံမီးပန်းလေးတွေလှုပ်ထားတယ်အိုးဘက်မှာတံတားရှိတယ်တံတားနော်တံတားမှာကျွန်တော်ရိုက်ပြမယ်ခဏနဲ့ဒါကကျွန်တော်တို့နေတဲ့ downtown ရဲ့အလဖြစ်ပါတယ်ပေါ့နော် Thank you ပါဖျားခင်ကောင်းချီးပေးပါစေ